2016-2019ပန်နာနဲ့ဒီဇမလကုန်အထိပဲမျိုးစုံတင်ပို့မှုကလည်းအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ဝင်ရောက်ထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံနဲ့နှန်းကုန်တယ်များအသိကသိရှိရပါတယ်။ယခု2016-2019ပန်နာနဲ့ဧပြီလ1ရက်နေ့ကလည်းဒီဇမလကုန်အထိပြည်ပကိုပဲမျိုးစုံတင်ပို့မှုကလည်းအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ဝင်ရောက်ထားပြီးရမန်နဲ့ကာလာဒူကထက်တန်းတရာကျော်ပိုမိုဝင်ရောက်ထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံနဲ့နှန်းကုန်တယ်များအသိကအတွင်မှုဦးမင်းကိုဦးကခုလိုပဲပြောပါရစေ။ ဒီနှစ်မှာဒီဇင်ဘာကုန်ပြီပေါ့နော်ဟိုအေဘတရက်ကနေပေါ့ဒီဇင်ဘာလကုန်ပြီအဲမျိုးဆုံးတန်ချိန်7ရက်ကျော်တင်ပြီးသွားပြီอืมအဲ့မှာဟိုဘောကာလာတူပေါ့2015နဲ့ဥလိုရှင်းကြည့်ရင်တော့ဟိုတန်ချိန်တသိန်း၄000ကျော်တသိန်း5000ဒီဘောလောက်ပို့တင်နိုင်တယ်။ရခိုင်ဒီ2015ကာလာတူမှာဆိုရင်တော့တန်ချိန်7သိန်းကျော်လောက်ပဲတင်နိုင်ရတာဟိုဒီဇင်ဘာကုန်ပြီကိုအနည်းဆုံးကြုံကြည့်မယ်ဆိုရင်လည်းဟိုတင်ပို့ပြီးရဲ့ဟိုပမာဏပေါ့နော်။တန်1000ကျော်သွားပြီ။ဒီမျိုးဆိုရင်လည်းရရှိတဲ့တန်1000ကျော်ပြီ။ဒီနေ့ကကာလာတူက န်းချီရစီတို့လေးပဲရှိနေတာဒီနှစ်ကဟုတ်တယ်တန်းနေရကြောပူရတယ်ရခုနေ့ဧပြီလ10ရက်နေ့ကနေဒီဇင်ဘာလကုန်အထိအိန္ဒိယအပါအဝင်ပြည်ပနိုင်ငံတွေကိုပဲမျိုးစုံတန်းချီ7သိန်းကျော်တင်ပို့ထားပြီးဂျမန်နစ်ကာလာတူကတော့တန်းချီ7သိန်းကျော်လောက်သာတင်ပို့နိုင်ခဲ့တာကြောင့်ကာလာတူနိုင်ရှင်ကြီးမှာဆိုရင်တော့ရခုနေ့မှာတန်းချီ3သိန်း5000တိပါပုံမှုတင်ပို့နိုင်ခဲ့လို့သိရပါတယ်ရှိခုပဲစိတ်ကွယ်အတွက်မှာမနစ်ကလက်ချက်မပဲ FAQ တန်းကို70သိန်း3000 မနေ့ကလည်းကြံမဘဲ SQ တံကိုတော့73သိန်း5000ပေါင်ဈေးရှယ်လို့လည်းသိရပါဗယ်။ဘဲအစ်အနေနဲ့ကတော့မဘဲအစ် S2 တံကို73သိန်း6500ဝန်းကျင်ဈေးရှိပြီးဘဲစင်ကုန်ကတော့တံကို78သိန်း1000ဝန်းကျင်နဲ့ဘဲဒီစင်ကတော့လက်ရှိတံကို72သိန်းခွဲဈေးရှိရလို့သိရပါဗယ်။ဇန်နဝါရီလနောက်ဆုံးပတ်ရဲ့မဘဲဈေးအခြေအနေဟာဇန်နဝါရီလတတိယပတ်ကထက်အနည်းငယ်ကျဆင်းနေရလို့လဲဦးမင်းကိုဦးထံကနေသိရှိရပါဗယ်။